ားလုံးမင်္ဂလာပါဒီနေ့မှာတငယ်ချင်းတွေမဆုံနာကြတာနဲ့အရန်စားကောင်းတဲ့ခောက်ဆွဲနယ်လေးတောက်စားမှာဖြစ်ပါတယ်လိုက်ခဲ့ပေးကြပါဦးဆိုင်နေရာလေးကတော့စင်ဟူရန်အောက်ဘလောက်မှာတည်ရှိပါတယ်။နေရာနှစ်ဆိုပြီးတော့မကျိုင်းတုံအခင်နဲ့ယူရီယာအထောင်းဆိုင်ဆိုပြီးတော့ရှိပါတယ်။စာကူးသမ ्या ကျွန်တော်တို့ဒီ ခောက်ဆွဲနယ်ထဲမှာ5 star ပေးရင်5 star ပေးရတဲ့ခောက်ဆွဲနယ်ဆိုင်လေးပဲဖြစ်ပါတယ်။သူကတော့ခောက်ဆွဲနယ်တွေမှာဆိုတော့တခြားယူရီးယားတွေကျိုင်းတော့အကင်းနေတယ်အများကြီးရပါသေးတယ်။ဒါလေးကတော့သူတို့ခဆွေနဲ့လုပ်နေတဲ့ပုံစင်စင်လေးကိုအားလုံးတည်နေလို့ရအောင်ရိုက်ကူပေးထားတာဖြစ်ပါတယ်။ ါလေးကတော့ကျွန်တော်ကျိုင်းတုံရန်ရှိပိုင်းအစားအစာလေးဖြစ်ပါတယ်။တကယ်ကိုအရန်ကိုစားလို့ကောင်းတယ်။အာတော်ထိုင်းကြည့်ဖို့လွယ် recommend ပေးပါတယ်။ဆိုင်နီယာလေးကတော့နည်းနည်းဝင်လို့ရဝင်ရတယ်ကြောင်းကြတယ်ဆိုပေမဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့ထိုင်လို့ကောင်းတဲ့နေရာလေးတစ်ခုပါ။ ဒါကတော့သူပထမတစ်ခေါက်လုပ်ပြီးပေါင်းပြီးသွားပြီဆိုရင်တော့နောက်တစ်ခေါက်အရွက်တွေနဲ့ပါတယ်နဲ့ရောပြီးရင်ဒါခေါက်ထပ်ပေါင်းမယ်ပေါင်းမယ်ဆိုရင်တော့ခေါက်ဆွဲနယ်လေးရပါပြီသူမှခေါက်ဆွဲနယ်အပြင်ကျွန်တော်ကျိုင်းတုံဒီတာကူလုံးရဲ့အဲဝုတ်ချောင်းရေလည်းရပါဦးနော်ဒီခေါက်တော့ဝုတ်ချောင်းတော့မစားခဲ့ဘူးတာကူလုံးရဲ့ကျွန်တော်တို့ခေါက်ဆွဲနယ်ရဲ့မှာပြီးစားခဲ့ပါတယ်ခေါက်ဆွဲနယ်ရောနှမျိုးမှာစားခဲ့တယ်ရိုးရိုးရဲ့ကျုပ်ရဲ့ထည့်ပြီးတော့မှာစားခဲ့ပါတယ် ရရောက်ချင်ပါပဲကျွန်တော်တို့ရဲ့အမားကြီးကတော့စပြီးတော့မှခောက်ဆွေးနေကိုစတင်စားနေပါပြီသူကတော့ပူပူနွွိလေးနဲ့တော်တော်လေးစားတော့ကောင်းနေမအီးသွားဘူး fresh ဖြစ်တယ်အာတော်တော်လေးကိုဘယ်လိုပြောမလဲတကယ်ရိုးရာ vibe အရသာလေးရတယ်ပေါ့နော်တစ်ခေါက်စားပြီးရင်နောက်တစ်ခေါက်နောက်တစ်ခေါက်ထပ်စားခြင်းနဲ့ကျွန်တော်တို့ခေါက်ဆွဲနဲ့ဆိုင်ဆိုရင်လည်းမမှားပါဘူးဒီကျိုင်းတုံဒီ တာကူလုံးကလည်းတော်တော်လေးတော်တော်လေးပဲအရင်မိုက်တယ်စားလို့အရင်ကောင်းတယ်ရိုးရဒေတာစာစစ်စစ်စားခြင်းနဲ့သူတွေဆိုရင်ဒီဆိုင်ကို fully recommend ပေးပါတယ်လုံးဝတွားရောက်ပြီးမှစတဲ့နဲ့ အဲ့တော့ပိတ်ရက်ဒီမှာတငယ်ချင်းနဲ့တူတူစုပြီးတော့မှသွားစားမယ်ဆိုလဲစားလို့ရမ်းကောင်းတယ်မိသားစုနဲ့သွားစားမယ်ဆိုလဲဆိုင်နေရကြကြဝန်းလေးနဲ့သွားလို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်တဲ့ဆိုရဲ့အကြောင်း channel ပိုင်းခြေရနေပြီးတော့မှတင်ဆက်ပေးလိုက်ပါတယ်အားလုံးကျေးဇူးများရှိတင်ရှိပါတယ်ခင်ဗျာ